ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ် VPN ဖွင့်ပြီးတော့စီစဉ်ကိုကြည့်ပေးကြဖို့လည်းမေတ္တာရက်ခံရေးနဲ့ဒီဒီမှာကတော့ပြီးခဲ့တဲ့ရက်ပိုင်းအစတင်တင်ဆက်ပေးလာခဲ့ပြီးတော့တော်တော်လေးလက်အချိန်ရလာပြီဖြစ်တဲ့ from series ကတော့နောက်ဆုံးပိုင်းတွေတစ်ပြေးနဲ့ရောက်ရှိချင်းကပ်လို့လာနေပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာနောက်ထပ်တစ်ပိုင်းတစ်ပိုင်းဆက်ပြီးတော့ကျွန်တော်တို့ဇက်စင်တက်စွာနဲ့ပဲရှုပ်စားလိုက်အောင်ပါခင်ဗျာအရရှိပိုင်းဒီမှာကတော့တပိသားဟာမကောင်းဆိုးဝါးမြို့ကိုပြန်ပြီးတော့ရောက်လာပြီဖြစ်တယ်လို့ ဟင်နရီလည်းသူနဲ့အတူပါလာပါတယ်ဖာရီမာကတော့သွေးတွေကိုတောက်တဲ့အချိန်လေးကဇိုးဝါလာပြီးဗစ်တာကတော့ခရစ်စတိုဖာနဲ့ဂျက်စပါရုပ်ကိုပြန်ပြီးတော့မှတ်မိလာပါပြီရန်ဒဲတို့ကကောင်းဆိုးဝါးတွေကအသေးမသတ်ပဲနဲ့ညှဉ်းပန်းနှိပ်စက်ပြီးတော့တေးအားပါမဲ့ဒဏ်ရာပဲပေးလိုက်ပါတယ်ဘွိုက်တို့ကရန်ဒဲကိုချက်ချင်းအိမ်ထဲပြန်ခေါ်သွင်းလာပြီးတော့ဈေးကူပေးဖို့လုပ်ပါတယ်မာရီယာလည်းရန်ဒဲရဲ့မျက်နှာချင်းတွေကိုမြင်သွားပြီးတော့ထိတ်လန့်သွားပြီးရန်ဒဲရဲ့မျက်နှာကိုတန်ရှင်းလုပ်ပေးဖို့နဲ့ချုပ်ပေးဖို့အတွက်ပြင်ဆင်ပါတော့တယ်ရန်ဒဲကတော့ဒေါသတကြီးနဲ့မင်းကောင်ကိုပြင်မာတယောက်တည်းထားခဲ့တာလို့ဘွိုက်ကိုပြောနေပါတယ် နောက်နေ့မနက်မှာတော့ကန်နီနဲ့ဂျိတ်တို့အဖွဲ့မျိုးကိုပြန်ပြီးတော့ရောက်လာကြပါပြီ။ခရစ်စတီးယားခြေောက်ချင်းတွေမြင်သွားတော့ဘွိုက်လည်းအံ့ဩသွားပြီးဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။ကန်နီနဲ့ဂျိတ်တို့ကလည်းဈေးဝင်ကားကိုမြင်သွားပြီးတော့ညာဘာဖြစ်တာလဲလို့ပြန်မေးပါတယ်။အားနဲ့ဘွိုက်ကတပိသားပြောင်းလာတဲ့အကြောင်းနဲ့တပိသားအပြင်ကဘာကိုတကယ်ရောက်သွားခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂျိတ်ကဒီကြောင်းသိသွားတော့တပိသားစီကိုချက်ချင်းပဲပြေးသွားပါတော့တယ်။ဒါမှမဟုတ်ဟင်နရီကတော့သူသားဗီတာရှိနေဆိုရင်မကောင်းဆိုးအမျိုးကိုတကယ်လူကိုယ်တိုင်ရောက်ရှိလို့လာခဲ့ပါပြီ။ဒိုနာကဗီတာကိုရှာဖို့သူလူလွတ်ထားတယ်။ ူကိုတွင်းခေါ်လာပေးလိမ့်မယ်လို့ပြောပါတယ်။ဒါမှမဟုတ်ဗီတာနဲ့ဆာရာတို့ကတော့ဂျက်စပါရုပ်ကိုရှားဖို့အတွက်လှိုင်ကောင်းတွေတဲ့ပြန်ဝင်ဖို့လုပ်နေကြပါတယ်။ဗီတာလှိုင်ကောင်းနဲ့သွားဖို့အတွက်လိုအပ်တာတွေယူဖို့ကိုလိုနီအိမ်ကြီးကိုရောက်လာပြီးတော့ညာနီကီသိမ်းဆုံးသွားတဲ့အကြောင်းနဲ့ရန်တဲ့အခြေအနေကိုတည်သွားခဲ့ပါတယ်။အဲနောက်တော့ဒိုနာကဗီတာကိုညာတပ်ပီတာပြန်လာတဲ့အကြောင်းနဲ့တပ်ပီတာနဲ့သူသူ့ဖေဟင်နရီလည်းပါလာကြောင်းကိုပြောပြလိုက်ပါတယ်။ဒိုနာဟင်နရီဘော်တက်မှာလို့ပြောလိုက်မယ်ဗီတာတော့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးအိမ်ထဲကနေပြန်ပြေးထွက်သွားခဲ့တာပါ အိမ်ရှိမှာရန်နယ်ဆာရာလဲဗီတာနာကိုလိုက်လာပြီးတော့ဘာဖြစ်တာလဲလို့မေးလိုက်ပါလေအဲတော့မှဆာရာလဲဗီတာအဖေဒီရောက်လာတဲ့အကြောင်းကိုသိရှိသွားပါတော့တယ်ဗီတာဆာရာကိုအိမ်ပြန်မှုပြောလိုက်ပြီးတော့ငါတို့နောက်အိမ်မှာဂျက်စပါကိုရှာတာမယ်လို့ပြောခဲ့လိုက်ပါလေဂျင်းတို့အိမ်မှာလဲတပီသားကသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုသူကလေးတွေကိုပြောပြနေပြီးတော့ဂျူလီကတော်ထဲမှာရှိတဲ့မီးပြတိုက်ကနေကန်တန်မြို့ကိုဘလို့ရောက်သွားလဲဆိုပြီးတော့မယုံနိုင်ဖြစ်နေရပါလေဒါမဲ့တပီသားလဲဒါကိုရှေ့မပြတတ်ပါဘူးဂျိတ်ကသူတို့အိမ်ကိုရောက်လာပြီးတော့ နေဘယ်တိပင်းကနေမိပြားတဲ့ကိုရောက်သွားလေလို့တပ်ပီသားကိုမေးလိုက်ပြီးငါတို့တိပင်းစီပြန်သွားကြမယ်လို့ပြောလိုက်ပါတယ်။ဂျင်းကတပ်ပီသားအခုမှပြန်ဟုတ်တာမင်းကဘာလို့ချင်တာလဲဆိုပြီးတော့ဂျိတ်ကိုဒေါသထွက်နေပါတော့တယ်။ဂျင်းကတပ်ပီသားကိုတော့ထဲမှာလိုက်ရှာတော့က "तू အဲ့တိပင်းစီကိုရောက်ဖူးကြောင်းပြောလိုက်တော့ဂျိတ်ကချိန်ထားတဲ့ပလင်းတွေထဲမှာဘာတွေရှိလဲလို့မေးလိုက်ပါတယ်။ဂျင်းကနံပါတ်၄ရေးထားတဲ့စာရွက်ပိုင်းလေးပဲရှိတယ်လို့ပြောလိုက်ရမှာတော့ဂျိတ်ကအဲ့ဒီစာရွက်တွေကအရေးကြီးတယ်လို့ယူဆလိုက်ပါတယ်။ပြီးတော့ဂျိတ်ကတပ်ပီသားကအဲ့နေရာကထွက်နိုင်ပြီးတော့အိမ်ပြန်သွားနိုင်ခဲ့တာ ဒီတစ်ပင်လုံးကလူတွေလည်းဘလို့ဖြစ်ခဲ့ရလဲဆိုတာရန်ကိုစိတ်ဝင်စားနေကြပြီငါတို့အဲ့တစ်ပင်ကိုသွားပြီးတော့အဖြေရှာကြည့်ကြအောင်လို့ပြောလိုက်ပါလိမ့်ဓမ္မမကန်ဒီကတော့သူတို့စကန်းချတဲ့သေလုံးအိမ်တွေအပြင်ဘက်မှာတစုံတရာရှိနေလို့ဘွိုက်ကိုပြောပြပါလိမ့်ညာဘက်ဆိုရင်ရှောက်ဘက်သွားနေတက်ပြီးတော့သူတို့အတန်ကြားတာနှစ်ခါရှိပြီလို့ပြောပါလိမ့်ပြီးတော့မကောင်းဆိုးရတွေကရန်ဒဲကိုဘာလို့အသေးမတတ်ပဲနဲ့ပြန်လှုပ်ပေးလိုက်တာလဲလို့ဘွိုက်ကိုမေးပါလိမ့်ဘွိုက်ကငါစိတ်ထင်တော့ရန်ဒဲကိုလှုပ်ပေးလိုက်တာငါတို့အမြဲတမ်းကြောက်လန့်နေစေချင်လို့ဖြစ်မယ်လို့ပြောလိုက်ပါလိမ့်ရန်ဒဲကိုရုပ်ပြဆင်းပြဖြစ်အောင်မကောင်းဆိုးရတွေကလှုပ်ပြလိုက်ပြီး ရန်ဒဲကိုလူတွေမြင်တိုင်းမကောင်းဆိုးရတဲ့အကြောင်းတွေးမိပြီးတော့ထိတ်လန့်နေရတော့မှာပါမာရီယာကခရစ်စီ6ရောက်ကဒိုင်ဟာချင်းတွေကိုကြည်ပေးနေပြီးတော့ခရစ်စီကလည်းညာနီကီသိမ်းဆုံးသွားခဲ့တာကြောင့်မာရီယာစိတ်ထိတ်ကိုင်းနေမှန်းသိတဲ့အတွက်သူ့ကိုဖြောင်းဖြားပေးနေခဲ့ပါတယ်အဲနောက်တော့မာရီယာကညီညူနေတဲ့ရန်ဒဲကိုလာကြည့်ပေးပါတယ်မနမိုးလင်းတော့ရန်ဒဲကိုကိုလိုနီအိမ်ကြီးကနေဈေးကန်ကိုရွှေ့လာတာဖြစ်ပါတယ်တပတ်မှဒိုနာတော့ဟင်နရီကိုဗီတာနေတဲ့အခန်းကိုလာပြီးတော့ပြပါတယ်ဟင်နရီကသူ့သားခန်းကိုမြင်တော့စိတ်ထိတ်ကိုင်းသွားပြီးသူတို့ပြောက်သွားတဲ့အစာပိုင်းနှစ်တွေကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒဲလွန်စာလေးတခုမြင်လာတဲ့အသေးအံလိုက်ရှာနေမိတယ်လို့ဒိုနာကိုယင်ဖွင့်နေပါတယ်။အဲနောက်တော့နှစ်တွေကြာလာတဲ့အခါမျောလင်းချက်ပြောက်သွားခဲ့ပြီးသူတို့ကုံတေးပြီးလို့ဟင်နရီကလက်ခံလိုက်တော့တာပါ။တကယ်လို့ဟင်နရီကသူသားလေးဖစ်တာဒီလိုနေရာမျိုးမှာတယောက်တည်းအသက်ရှင်နေခဲ့ရတာကိုသိလိုက်တော့သူကလေးတွေကိုစက်မရှာမိခဲ့တဲ့အတွက်နောင်တရနေမိတာဖြစ်ပါတယ်။ဒိုနာတော့ဖစ်တာအဲဒါကြောင့်ရှင်နဲ့မတွေ့ကြတာမဟုတ်ပါဘူး။သူ့အချိန်နဲ့နဲ့ပြေးလိုက်ပါ။သူပြန်လာမှာပါလို့ဟင်နရီကိုဖြောင်းဖြားနှစ်သိမ့်ပြေးလိုက်ပါတယ်။သမင်းစားကမ်းမှာတော့မျိုးရေကလူတွေအကုန်စုနေကြပါပြီ။ တပိသားအိမ်ပြန်ရောက်သွားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတိုင်းစိတ်ဝင်စားနေကြပြီးတပိသားဘလို့ပြန်နိုင်ခဲ့တာလဲဆိုတာကိုသိချင်နေကြပါတယ်။ဘွိုင်းနဲ့ဒိုနာတို့လည်းရောက်လာပြီးတော့ဘွိုင်းကတပိသားဖြစ်သွားတဲ့ကိစ္စကိုရှင်းပြအခက်ကြောင်းနဲ့တပိသားလည်းခက်ခဲတွေအများကြီးတွေ့ခဲ့တဲ့အကြောင်းအဲဒါကြောင့်အေးဆေးမေးကြဖို့ဖြောင်းပြပေးမယ်လူတွေကဒါကိုလက်မခံပါဘူး။အဲဒီမှာပဲတပိသားရောက်လာခဲ့ပါတယ်။တကယ်တော့တပိသားလည်းပြင်သာပြောင်းသွားပြီးမယ်ဘလို့လောက်ရောက်သွားလဲဆိုတာသူလည်းသေချာရှင်းမပြတတ်ပါဘူး။တပိသားကသူသစ်ပင်တစ်ပင်နဲ့ဝင်ပြီးတော့မိပြားတိုက်ကိုရောက်သွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ ။ဒါမှမဂျူလီကတော့မျိုးကအစည်းဝေးကိုမတက်ဖဲနဲ့ကိုလိုနီအိမ်ကြီးကိုရောက်လာပါလေ။ဂျူလီကဖာတီမာတို့စီကနေဈေးကြောက်လာယူတာဖြစ်ပြီးတော့အဲဒီမှာအေဂျင်နဲ့တွေ့ပါလေ။အေဂျင်ကလည်းကီမိုနိုဝတ်စုံတဲ့အမျိုးသမီးကိုမြင်အောင်နေတာကြောင့်ဂေါင်ချောက်ချားဖြစ်နေတဲ့လူဖြစ်ပြီးတော့ဂျူလီကလည်းပဇင်းရင်ငွေနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်ရနောက်ပိုင်းတော်တော်လေးကိုစိတ်ဒဏ်ရနေခဲ့တာပါ။တဖက်မှာဗင်တာကတော့သူ့ဖေနဲ့တွေ့ဖို့ထိတ်လန့်နေပါလေ။သူ့ဖေကသူ့ကိုကလေးဘွားတုန်းကပဲနောက်ဆုံးမြင်မှုတာဖြစ်တဲ့အတွက်အခုသူ့ပုံစံကိုမြင်ဘလို့ဆက်ဆံမလဲလို့စိတ်ပူနေပြီ စာရာတော့နင်ကလူကောင်းတယောက်ပါနင်ဖျားနင်ကိုချစ်မှာပါလို့ဖြောင်းဖြားနေပါလေအဲဂျင်ကတော့အစဂီမိုနိုဝေးစုံတဲ့မျိုးသမီးကငါ့ကိုထိအောင်လုပ်မယ်လို့ထင်ခဲ့မိမနေ့ညတော့သူငါ့ကိုအကူအညီလာတောင်းတာပဲလို့ဂျူလီကိုပြောပြနေပါလေသူတို့နှစ်ယောက်စေးတောက်တောက်ကြရင်လည်းဂျူလီကသူလဲကြောက်စရာကောင်းတဲ့အော်တန်တွေကိုကြားနေရတယ်စေးတောက်တောက်လိုက်မှအဲ့ဒီတန်တွေကတိတ်သွားတာလို့အဲဂျင်ကိုရင်ဖွင့်နေခဲ့ပါလေပြီးတော့ဂျူလီကသူ့မိတပ်ပီသားကိုဒီကနေထွက်ခွင့်ပေးလိုက်ကြတဲ့ကငါတို့မျောလင်းချက်ပေးပြီးတော့ပုံနာကြအောင်လုပ်ဖို့ဖြစ်မယ်လို့ပြောလိုက်ပါလေ ဒါဗီသားတို့သူကြုံခဲ့တဲ့ဖြစ်ပျက်တွေအကုန်လုံးကိုပြောပြနေပြီးတော့မျိုးရေလူတွေကနေအပြင်ရောက်သွားတော့မှရဲတွေဘာတွေဆက်သွယ်ပြီးတော့ငါတို့ကြောင်းမပြောပြခဲ့ဘူးလားလို့မေးပါလေဒါဗီသားကနင်တို့နားမလဲပါဘူးငါပြောပြလေဘယ်သူမှယုံမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါလေဟင်နရီကလည်းဒါဗီသားသူ့ကိုဒီမျိုးအကြောင်းပြောပြတော့ကဒါဗီသားယူနေရလို့ပဲသူကထင်ခဲ့တာလို့ပြောလိုက်ပါလေဒါမဲ့လူတွေကအဲ့ဒါကိုလက်မခံပဲဒါဗီသားလူတွေကိုကယ်နိုင်မဲ့အခွင့်အမျိုးရခဲ့တာကိုအလကားဖြုံးတီးပစ်ခဲ့လို့ပဲယူဆနေတော့တာပါဒါဗီသားလည်းမှစိတ်ညစ်ပြီးတော့ထွက်သွားပြီးတော့ လူတွေကတော့မကြင်မနက်နဲ့ကြံနေရိတ်ခဲ့ပါတယ်။ဘွိုက်ကသူတို့ဖြောင်းပြဖို့ကြိုးစားနေပြီးဒေးတို့ကတပိသားဝင်သွားခဲ့တဲ့တစ်ပင်ကဗမာလေးလို့မေးလိုက်ပါတယ်။လူတွေကတပိသားလုံးသူလိုပဲတစ်ပင်နဲ့ဝင်ပြီးတော့အိမ်ပြန်ကြမယ်လို့လုံနေတဲ့အတွက်ဘွိုက်ကဒီကိစ္စတလောက်မရိုးရှင်းသေးဘူးလို့ဖြောင်းပြနေပါတယ်။ဖာတီမာလည်းသူ့ချင်းနေနဲ့ပတ်သက်ပြီးတော့စိတ်ချောက်ချနေတဲ့အတွက်အရင်လိုမတည်ငြိမ်နေနိုင်တော့ပါဘူး။ဘွိုက်ပြောတာတွေကိုလက်မခံတော့ဘဲနဲ့ဒီနေရာမှာတစ်စက္ကန့်တော့မနေချင်တော့လို့ပြောလိုက်ပါတယ်။ဘွိုက်ကမင်းတို့တရားဒီသိပ္ပံကိုမော်တကားပေါက်လို့ထင်နေရပဲ။ငါအဲ့လိုသိပ္ပံတစ်ခုတည်းဝင်သွားဘူးတယ်။ ။နေအောင်မိကိုခေါင်းနိုင်လို့နေရာတစ်ခုတည်းကိုရောက်သွားတာလို့ပြောပြလိုက်ပါတယ်။ပြီးတော့ဘွိုင်းကသူသေတော့မလို့ဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပြီးမယ်။ဒေးကတော့လက်မခံပဲတစ်ပင်စီသွားဖို့ကိုထွက်သွားလိုက်ပါတော့တယ်။တပီသားတို့အိမ်ပြန်ရောက်လာတော့တပီသားကဂျိတ်ရဲ့အကြံတိုင်းတစ်ပင်စီကိုပြန်သွားကြဖို့လုပ်ပါတယ်။ဂျင်းကတော့အနေအများတဲ့အတွက်လက်မခံပဲနင်းပြောက်သွားတော့ကနင်းကိုငါရောနင်းကလေးတွေရောကတေးပြီးလို့ထင်ခဲ့တာ။နင်းအခုမှပြန်အောင်လာတော့အခုထပ်သွားအောင်မလို့လားလို့မေးလိုက်ပါတယ်။တပီသားကငါတစ်ပင်နဲ့ကိုမဝင်ပါဘူး။ဂျိတ်ကိုတစ်ပင်ရှိတဲ့နေရာကိုလိုက်ပြအောင်ပဲလို့ပြောတဲ့အတွက်ဂျင်းကလည်းလက်ခံလိုက်ပါတယ်။ ဓမ္မမဘွိုင်းကလည်းအဲလစ်နဲ့ဗာဒီမာတို့ကသူစကားကိုနားမထောင်တဲ့အတွက်ဒေါသတွေထွက်နေပါလိမ့်။ဘွိုင်းကအရင်တစ်ပင်ဆိုတာအန်ဒီရဲ့များတယ်လို့ပြောလိုက်ပြီးတော့လူတွေဒုက္ခရောက်ကုန်လိမ့်မယ်လို့အဲလစ်ကိုပြောပါလိမ့်။ဂျူလီနဲ့အဲဂျင်တို့ကတော့ဈေးကြောက်တွေ꿰ပြီးတော့ကိုလိုနီအိမ်ကြီးကမြေအောက်ခန်းထဲရောက်လာပြီးပေါက်ကြရတွေရှောက်ပြီးတော့လုံနေပါလိမ့်။ဂျူလီကတစ်တာတွေကပစ္စည်းတွေကိုလိုက်ပြီးတော့မှွေနေနဲ့ပိုလာရိုက်ကင်မရာတစ်လုံးကိုရှာတွေ့သွားခဲ့ပါလိမ့်။ဓမ္မမရဲမေကတော့ဘွိုင်းကိုလာပြီးတော့တောင်းပန်ပေမယ့်ဘွိုင်းကနေညလူတယောက်ကိုတတ်ပြစ်ခဲ့တယ်။ နောက်ထပ်လူမျိုးကိုလည်းဆေးုံကားပေါ်မှာဒီတိုင်းပြစ်ထားခဲ့တယ်လို့ထပ်ပြီးတော့ကောပြလိုက်ပါတယ်။အယ်လီဆာရောဖာတီမာစီကိုပြန်လာပြီးတော့နေပါရီဖြစ်နေလဲငါ့ကိုပြောပြပါလို့ပြောလိုက်ပါတယ်။အဲဒီမှာနေဖာတီမာကသူသီးရွက်အပုပ်ပွားတွေပဲစားလို့ရတယ်လို့ပြောပြလိုက်ပြီးကလေးရတခုတော့လွဲနေတယ်လို့ပြောလိုက်ပါတယ်။အီသန်လေးကတော့သူ့အမေတွေထွက်သွားပြီးတဲ့နောက်မှာသူလည်းအပြင်ထွက်လာနေတယ်။ဗီတာရဲ့အဖေဟင်နရီနဲ့တွေ့ပါတယ်။အီသန်နဲ့ဟင်နရီကချက်ချင်းပဲရင်းနှီးသွားခဲ့ကြပြီးအီသန်ဗီတာအရန်ကိုစိတ်ထိခိုက်လွဲတာပဲလို့ပြောပြနေပါတယ်။ ဟင်နရီနဲ့ဗီတာနဲ့အီတန်တို့ဟာတငယ်ချင်းတွေဆိုတာကိုသိသွားပြီးတော့အီတန်ကဗီတာသူချစ်တဲ့လူတွေကုန်တည်သွားတဲ့အတွက်တောင်းလေတည်သွားမှာဆိုရင်နေတတ်တာပဲလို့ပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲဆာရာနဲ့ဗီတာတို့ကဒေါ်တဲ့ကနေပြန်ထွက်လာရင်းနဲ့အီတန်နဲ့ဟင်နရီတို့နဲ့လမ်းမှာသွားပြီးတော့တွေ့ပါတော့တယ်။ဗီတာတို့သားဖားလည်းအခုမှပြန်ဆောင်ခဲ့ကြပြီးဟင်နရီကသူ့သားကိုဖတ်ထားလိုက်ပါတယ်။ဗီတာသားအိမ်မပြန်တတ်တော့လို့ပါလို့ပြောပြီးတော့ငိုနေပါတော့တယ်။ဘွားကတော့ရန်တဲနေခဲ့တဲ့ဘတ်စကားပေါ်ကိုလာကြည့်ပြီးရန်တဲကိုထားခဲ့မိတဲ့အတွက်စိတ်မကောင်းဖြစ်နေရတာပါပဲ ိုင်မာနီဘတ်စကားမောင်းတဲ့အမျိုးသမီးဘတ်တာကမနီးညားကအဖြစ်ပြရှင်မမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဘတ်တာကရှင်အားလူတွေကိုတလွဲမလုံးမိအောင်စ조사ပြီးတော့တားပေးနေဆိုတာကျမနားလေပါတယ်လို့ပြောလိုက်ပြီးနောက်ပိုင်းမှာကျမရှင်ကိုအမြဲတမ်းထောက်ခံပေးပါမယ်လို့ပြောလိုက်ပါတယ်ဒေဗီတာနဲ့ဂျိတ်တို့ကတော့တစ်ပင်စီကိုရောက်လာပြီးဖြစ်ပြီးတော့ဂျိတ်ကပလင်းတွေကိုဖြုတ်ချနေပါတယ်ပြီးတော့ပလင်းတွေကနမတ်တွေတိုင်းဟာလေးလုံးစီဖြစ်နေအောင်တည်ထားမိလိုက်ပြီးဒါတွေကအဘိဓေတစ်ခုရှိနေနိုင်တယ်လို့ယူဆလိုက်ပါတယ်အဲနောက်ဂျိတ်ကတပီတာမြင်ခဲ့တဲ့ကလေးတွေကို ူလဲလှိုင်ကောင်းထဲမှာမြင်ခဲ့ရတဲ့အကြောင်းပြောပြပြီးတော့အဲ့ဒီမှာတင်ဂေတာလည်းရှိနေလို့ပြောလိုက်ပါတယ်။ဂျေးကဒါရီအကုန်လုံးကဆက်ဆက်နေတယ်။လောလောဆယ်ငါတို့အဖြေရှာမရသေးပေမဲ့နောက်ကျရင်အဖြေရလာနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာပဲဒေးကတစ်ပင်ရှိတဲ့နေရာကိုရောက်လာပြီးပဲဖြစ်ပါတယ်။ဝိုက်ဒါနဲ့ဂျားကဒေးကအတင်းထွက်လာခဲ့တာပါ။ဒေးကတစ်ပင်နဲ့ဝင်သွားဖို့လုံနေပြီးတော့ဂျေးတို့ကမွေးမှုပြောနေမိ။ဒေးကတော့တစ်ပင်နဲ့ဝင်သွားခဲ့ပါတော့တယ်။ဝိုက်တို့ကားပေါ်ပြန်ဆင်းလာတဲ့အချိန်မှာပဲလူတွေအော်တန်ကိုကြားလိုက်တဲ့အတွက်အဲ့နေရာကိုမြန်ပြေးကြည့်လိုက်ပါတယ်။ မျိုးတွေကလူတွေလည်းရေကူးကန်အဟောင်းနာကိုရောက်လာခဲ့ကြပါလေ။ Bike ကရေကန်ထဲကိုကြီးလိုက်ရမှာတော့တိပေနဲ့ဝင်သွားခဲ့တဲ့ဒေးဟာရေကန်အုံနံထဲမှာပိတ်မိနေတာကိုမြင်လိုက်ရပါတော့တယ်။ဒေးကချက်ချင်းမသေးသေးပဲနဲ့နာကျင်ကြီးတွားနေပြီးခဏကြာမှတော့တေဆုံးသွားခဲ့ပါတော့တယ်။ Bike ကဒေးသေးသွားတော့စိတ်မကောင်းဖြစ်တယ်လို့ဒေါသလည်းထွက်လာပြီးတော့မျိုးတွေကလူတွေကိုမေးတော့တယ်ကဘသူတွေကတိပေနဲ့ဝင်ပြီးတော့အိမ်ပြန်ကျင်သေးတာလဲလို့မေးလိုက်ပါတယ်။အဲဒီချိန်မှာဒိုနာလည်းရောက်လာပြီးတော့ဒေးရဲ့အဖြစ်အပျက်ကိုတီးသွားခဲ့တော့ပါတယ်။နောက်တစ်ခါမှတော့တပီတာကသူ့အပြင်ကိုရောက်နေတဲ့အချိန်တုန်းက ဒီမှာရှိနေလူတွေအတွက်ဘာမှမကူညီနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်နေပြီးတော့ညဘက်လည်းအိတ်မပြောနိုင်ဖြစ်နေရပါတယ်။ဂျင်ကအစီမေးသွားမှာပါလို့ဖြောင်းပြနေပြီးအဲနောက်တော့နှစ်ယောက်သားရင်ကလေးကမျိုးသိထားတဲ့ကိစ္စတွေရောဒီမျိုးကနေထွက်လို့မရတာကြောင့်စိတ်ဖိစီးနေတာတွေရောရောပြီးတော့အော်ကြီးရဲ့ကျန်တဲ့စကားတွေများကြပါတော့တယ်။နောက်တနေ့မနက်ပါတော့ဂျင်ကတောထဲမှာရိတ်ခါတွေသွားတဲဖို့အတွက်ထွက်သွားပြီးတော့တပိသားအိမ်မှာပဲကြံနေခဲ့ပါတယ်။ဂျူလီကတော့မနေ့ညသူ့ဖင်နဲ့မေအော်ဟိရန်ဖြစ်နေတာကိုသိနေခဲ့ပါတယ်။ ဂျပန်မှာဂျိတ်ကတော့တောထဲမှာရှိတဲ့တစ်ပင်တဲကနမက်ရေးရတဲ့ဇာဝတ်တွေကိုယူလာပြီးတော့ဒါရီကိုသူ့ပုံစံအတိုင်းပဲဖြေရှာဖို့လုပ်နေခဲ့ပါတယ်။ဂျိတ်ကဘွားကိုတက်ပြီးသားတယောက်တောထဲကနေကန်တန်မြို့ကိုရောက်သွားတာဟာတကယ်စိတ်ဝင်စားဖို့ကောင်းတာပဲလို့ပြောပြီးတော့အဲ့ဒါကွန်တန်ယူပါဗီလာနဲ့ဆက်ဆက်နေတိုင်းတယ်လို့ပြောနေခဲ့ပါတယ်။ဂျိတ်ကဒီနေရာကိုကန်တန်မြို့နဲ့ဆက်ဆက်နေတဲ့အာကာသတွေကလို့အချိန်နဲ့နေရာတွေကြုံနိုင်တဲ့နေရာဖြစ်နေယူဆနေတာပါ။ဒါမို့ရင်မီးပြတိုင်းနဲ့ကန်တန်မြို့ရဲ့နေရာက ထတ်တူကြနေပြီးတော့မတူညီတဲ့ dimension နှစ်ခုမှာရှိနေတာမျိုးလည်းဖြစ်နိုင်တယ်လို့ Jake ကပြောလိုက်ပါတယ်။အန်နဲ့ဘွိုင်းကမင်းတခြားသစ်ပင်တွေကပလင်းတွေကိုရောကြည်ပြီးလားလို့မေးလိုက်ပါတယ်။ဒဗီတာဝင်သွားတဲ့သစ်ပင်မဟုတ်ဘဲနဲ့ Sara နဲ့ Boy တို့ဒေါ်ထဲမှာမြင်ခဲ့တဲ့သစ်ပင်မှာလည်းဒီလိုပလင်းတွေချိန်ထားပဲဖြစ်ပါတယ်။ Jake လည်းအခုမှနောက်ထပ်သစ်ပင်တစ်ခုရှိသေးတောင်းတည်သွားပြီးတော့ Boy ကအဲ့ပလင်းတွေထဲမှာလည်းနံပါတ်၄လုံးရေးထားလို့ပြောလိုက်ပါတယ်။အန်နဲ့ Jake က Boy ကိုအဲ့သစ်ပင်ကဘာမှလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့ Henry ကတော့သူသား Victor ရဲ့ခန်းကိုလာကြည့်ပြီးတော့ ဗီတာတဏီယာသွားဖို့ပြင်ဆင်နေတာပါဗီတာသူအရန်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုလုပ်ဖို့ရှိတယ်လို့ပြောလိုက်တော့ဟင်နရီကသူရောလိုက်လို့ရမလားလို့မေးပေမဲ့ဗီတာကအန်နီအရန်များလိုက်တော့မလိုက်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဟင်နရီကစိတ်မကောင်းဖြစ်သွားပုံပေါက်နေရကြောင်းဗီတာသူ့ဖေကိုခေါ်သွားခဲ့လိုက်ပါတော့တယ်ဒါမှမှကန်ဒီတို့ကတော့တပီတာတို့ရဲ့လူနာတင်ကားပေါ်မှာပါလာတဲ့ဈေးရီနဲ့ဈေးပစ္စည်းတွေကိုခရစ်စတီရဲ့ဈေးကန်းအတွက်ယူလာပေးပါတယ်ဒီဈေးတွေကသူတို့အတွက်အခုလိုအချိန်မှာအရန်ကိုအဖိုးတန်တဲ့ပစ္စည်းတွေဖြစ်နေတာပါ။ဘွိုင်လဲဈေးကန်းကိုလာပြီးတော့ရန်တဲ့အချိန်တွေကိုလာကြည့်တော့ ရန်တဲ့ကမသေးတာပဲရှိပေမဲ့သူ့ရဲ့ဆူဆူရွားဒဏ်ဟာကြောင့်တော်တော်လေးခံစားနေရတာကိုမြင်လိုက်ရပါတယ်ခရစ်စီကဘွိုင်းစိတ်မကောင်းဖြစ်နေအောင်သိတဲ့အတွက်ရန်တဲ့ကတဖြည်းဖြည်းနဲ့တက်တာလာနေပါပြီလို့ပြောပေးပါတယ်ပြီးတော့တပီတာတို့ရဲ့ဆေးရုံကားပေါ်မှာဆေးပစ္စည်းတွေတော်ဆုံဆုံပါလာတဲ့အကြောင်းနဲ့အာထရာဆောင်းဆက်ပါပါတဲ့အကြောင်းဘွိုင်းကိုပြောပြလိုက်ပါတယ်ဒီအာထရာဆောင်းဆက်နဲ့ဆိုလို့ရှိရင်ဖာတီမာရဲ့ဘိုင်းတဲကကလေးကိုလည်းသူတို့တွေကြည့်လို့ရနိုင်ပါပြီတမမအဲလစ်ကတော့ဖာတီမာအသီးရွက်အပုပ်တွေကိုစားနေရသိလိုက်ရပြီးတဲ့နောက်ဘာလို့ရမှန်းမသိဖြစ်နေပါတယ် အန်အဲလစ်ကခရစ်စတီကိုဒီကိစ္စအသွာပြောဖို့လုပ်နေပြီးတော့ဈေးပညာနဲ့ဖြည့်ရှင်းကြတဲ့ခုခုရနိုင်မလားလို့စဉ်းစားနေပါတယ်။ဖာတီမာအဲလစ်အကြံကိုလက်မခံချင်မဲလူရင်းကောက်တမျိုးထိပြီးတော့ကြောက်နေကြမှာမှဖြည့်ဆည်ခြင်းမှုလို့ပြောပါတယ်။အဲ့ဒီမှာပဲဘွားရောက်လာပြီးတော့ငါမှတရင်ကောင်းပါတယ်လို့လာပြောပါတယ်။ဘွားလည်းအဲလစ်တို့ကိုတွေးတော့တခုဖြစ်နေစွာကိုသိလိုက်ပါတော့တယ်။တမမဒိုနာတော့အုတ်ကြားထဲမှာညံ့နေတဲ့ဒေးရဲ့အလောင်းကိုကြောက်တုံးနေနဲ့အုပ်ပြီးတော့မြှုပ်ပေးမလို့လုပ်နေပါတယ်။ဒေးကပြဿနာအမြဲရှာတတ်တဲ့လူတယောက်ဆိုမဲဒိုနာတော့အတူနေလာကြတဲ့လူဖြစ်တဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။ တပိသားလေးဒိုနာကိုဒီကိစ္စအတွက်စိတ်မကောင်းကြောင်းလာပြောပြီးတော့သူ့ကိုယ်သူဒီမျိုးကလူတွေအတွက်တောင်းအောင်မချေသလိုခံစားအကြောင်းပြောပါရီတပိသားကဒီလိုပြောခဲ့သလိုပဲဒီမျိုးကထွက်သွားနိုင်တဲ့ရှာချပါအခွင့်အရေးတခုတည်းရခဲ့တာကိုအလကားဖြုံးတီးလာခဲ့မိတယ်လို့ခံစားနေရပါရီအားနဲ့ဒိုနာတပိသားကိုဒါနေမှမဟုတ်ပါဘူးလို့ပြောင်းပြလိုက်ပါရီဒိုနာကနေမသေးသေးတာကံကောင်းတာကလေးတွေနဲ့အတူရှိနေပေးသူရဲ့ကောင်းမလုပ်ချင်တဲ့လို့တပိသားကိုပြောလိုက်ပါရီတပိသားလေးဒိုနာကိုဖတ်ပြီးတော့ဂျေဇူးတင်စကားပြန်ပြောလိုက်ပါရီ ဗီတာတော့ဂျက်စပါရုပ်ကိုရှာဖို့တော့လိုင်ကောင်းနဲ့ဝင်ဖို့လုပ်နေခဲ့တာပါဟင်နရီလည်းမကောင်းဆိုးရွားတွေရှိနေလိုင်ကူတဲ့သူ့သားဝင်ဖို့လုပ်နေအောင်သိလိုက်တော့ထိတ်လန့်သွားပါတော့တယ်လိုင်ကောင်းအပဝါကိုရောက်တော့ဗီတာကသူ့ဖေကိုဒီကနေပဲပြန်လှည့်လိုက်တော့လို့ပြောနေပေမဲ့ဟင်နရီကလက်မခံခဲ့ပါဘူးအခုမှပြန်တွေ့ရတဲ့သူ့သားကိုအခုလိုချက်ချင်းအဆုံးဆုံးမခံနိုင်ပါဘူးဒီအတွက်ဟင်နရီကသူလဲလိုက်မယ်လို့ပြောလိုက်ပါတယ်ဗီတာလည်းသူ့ဖေလိုက်မအောင်လက်ခံလိုက်ပြီးတော့အထဲရောက်ရင်တော့အတန်မထွက်ဖို့မှားထားလိုက်ပါတယ် ဂျမမအဲလစ်ကတော့သူ့အဖေကိုဖာဒီမာချင်းချင်းတက်နေတဲ့ကိစ္စကိုပြောပြလိုက်ပြီးခလေးကတခုများဖြစ်နေမလားလို့မေးပါလိမ့်။ဘွိုက်လည်းအံ့ဩသွားပြီးတော့ဘာလို့မှမသိသေးပါဘူး။ဘွိုက်ကတကယ်တော့ခရစ်စတီမာအာထရာဆောင်ရိုက်တဲ့ဆက်ရထားတဲ့အကြောင်းဖာဒီမာတို့ကိုလာပြီးတော့ပြောပြတာဖြစ်ပါလိမ့်။အဲလစ်ရဲ့ဒီကြောင်းကိုသိသွားတော့ခလေးကိုအာထရာဆောင်ရိုက်ဖို့အတွက်ပြောပေမဲ့ဖာဒီမာမရိုက်ချင်ဖြစ်နေပါလိမ့်။သူတို့နှစ်ယောက်တိုင်းမနေကြတော့မှဘွိုက်ကအခန်းပြေုံထွက်လာပြီးတော့ဖာဒီမာမှာပေါ်တဲ့လက္ခဏာတွေကကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးဆိုတာကိုသူသိတဲ့အတွက်စိုးရိမ်နေပါတော့တယ်။ ဒါတော့မှဖာရီမာကသွေးတွေရက်ခဲ့တာကိုသူတို့မသိကြသေးပါဘူးဖာရီမာအကြောင်းနဲ့အတွက်ကလေးကိုအာထရာဆောင်းမရရဲဦးဖြစ်နေပြီးတော့အဲလစ်ကသူ့ကိုဖြောင်းပြပေးပြီးငါတို့တကယ်အဆင်ပြေလားဆိုတာကိုသိဖို့လိုတယ်လေးလို့ပြောလိုက်ပါတယ်တပတ်မှရန်တဲကတော့တော်တော်တက်တာလာနေခဲ့ပါပြီသူလဲပေးနဲ့မျက်နှာဒီမှာဆိုးဆိုးရွားဒဏ်ရာရရှိနေတာဖြစ်ပြီးတော့မာရီယာတို့ကသူ့ကိုချုပ်ပေးထားပါတယ်ဒီဒဏ်ရာတွေကမကောင်းဆိုးရိုက်လက်သေးနဲ့ကုတ်သွားတာဖြစ်နိုင်ပါတယ်မာရီယာကရန်တဲကိုပတ်တီးတွေလဲပေးနေပြီးတော့ရန်တဲကသူ့မျက်နှာသူပြန်ကြည့်ချင်တယ်ဆိုလို့မာရီယာကမှန်ယူပေးလိုက်ပါတယ် ရန်ဒေးကမန်ဒေးကနေကြီးလိုက်တော့သူ့ပါဇက်ကနေနယ်ယွန်းနာရီကြီးမားတဲ့ဒဏ်ဟာကြီးကိုမြင်လိုက်ရပါတော့တယ်။တပတ်မှာဗီတာနဲ့ဟင်နရီတို့ကတော့လိုင်ကောင်းတဲ့ကိုရောက်နေခဲ့ကြပါပြီ။ဗီတာကသူ့ပထမတစ်ခါတပီတာနဲ့လာတော့ကဂျက်စပါရုပ်ကိုတွေးခဲ့တဲ့နေရာကိုရောက်လာပေမဲ့အဲ့နေရာမှာရုပ်ကမရှိတော့ပါဘူး။ဒီခန်းထဲမှာအရင်ကနာယီတွေဘိန်းဒါကလထိုင်တွေလည်းရှိခဲ့ပြီးတော့အခုတော့လုံးဝကိုရှင်းလင်းနေတာပါ။အားနဲ့ဗီတာကသူတို့တွေလိုင်ကောင်းတဲ့ကိုပုံနှက်အောင်ဝင်ရှာမှဖြစ်မယ်လို့ပြောလိုက်ပြီးတော့ဟင်နရီကတော့ထိတ်လန့်လို့နေပါတော့တယ်။ ဒါပေမဲ့ဖီတာလူတွေကူညီဖို့အတွက်ဒီရုပ်ကအရေးကြီးတယ်။ဂျက်စပါမပါဘဲနဲ့ပြန်လို့မရဘူးလို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်ဖာရီမာကတော့ကိုဝင်ကိုအာထရာဆောင်းရိုက်ဖို့အတွက်သဘောတူလိုက်ပြီးတော့အဲ့ဒီချိန်ကိုလိုနီအိမ်ထဲမှာအေဂျင်ကသူရှာတွေ့တဲ့ကင်မရာနဲ့လူတွေကိုပုံလေလိုက်ရိုက်ပေးနေပြီးတော့လေကားဆင်းလာတဲ့ဖာဒီမာပုံလေဓာတ်ပုံရိုက်ပေးလိုက်ပါတယ်။အဲနောက်တော့ white alice နဲ့ဖာဒီမာတို့တွေ christy စီကိုထွက်လာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့ဖာဒီမာကသူချင်းချင်းတတ်တဲ့အကြောင်းမလိုအပ်ရင် christy ကိုပြောမပြချင်ဘူးလို့ပြောနေခဲ့ပါတယ်။ တမမဂျိတ်ကတော့တောထဲဝင်လာပြီးတော့ဘိုင်းနဲ့ဆာရာတို့တွေ့ခဲ့တဲ့တစ်ပင်ကိုလာရှာပါလိမ့်ဒီတစ်ပင်ဟာပလင်းတွေချိန်ထားပေမဲ့ဒဗီတာတွေ့ခဲ့တဲ့တစ်ပင်လို့အခေါင်းပေါက်တော့မရှိပါဘူးဂျိတ်တယောက်တစ်ပင်ကိုစာတွေ့တဲ့အချိန်မှာပဲတွန်ကပေါ်လာပါတော့တယ်တွန်ကမင်းဒီယာတွေကိုအိဗယ်တစ်ခုရှိနေမယ်လို့ထင်နေပေမဲ့ဘာအိဗယ်မှမရှိတာလည်းဖြစ်နိုင်တယ်လို့ပြောလိုက်ပါလိမ့်ပြီးတော့မင်းဒီနေအောင်နိုင်ယူခြင်းရက်တောက်တာဆော့ပြီးတော့အရင်ကလိုထပ်မြတ်တဲ့ဂျိတ်ဖြစ်အောင်ပြန်လှုပ်လို့ပြောပြီးတော့ပျောက်သွားခဲ့ပါလိမ့်တမမတပိတာကတော့ညာသူနဲ့ဂျိတ်တို့ရံဖြစ်တာကိုဤတန်လေးကြားသားတဲ့ဤတန်လေးကိုဖြောင်းဖြားနေပါလေ ဤတန်းဒီညအောင်စားရောက်ခါစားပဲကောင်းတယ်အကုန်လုံးကြောက်နေအတွက်တယောက်နဲ့တယောက်စိတ်ဆိုးဖို့အချိန်မရှိတော့ဘူးလို့ပြောနေပါတယ်အဲဒီမှာပဲတပီသားကဘယ်သူမှမရှိတဲ့အပေါ်တက်ကအတန်တွေကိုကြားလိုက်ရပါတယ်အာနဲ့တပီသားကလေကားကနေတက်ကြည့်ရမှာတော့အခန်းထဲကနေခလေးတွေထွက်လာပြီးအန်ကူဝီလိုဇက်တိုက်ပြောနေပါတော့တယ်တပီသားကြောက်လန့်နေပြီးတော့ဤတန်လေးကတော့ဘာမှမမြင်ခဲ့ရပါဘူးသူကသူ့မေကိုသတိရအောင်အော်ခေါ်နေပြီးတော့အစင်ပြေလားလို့မေးလိုက်ပါတယ်တပီသားလည်းခုမှသတိပြန်လည်လာပြီးတော့သူခလေးတွေကိုထင်မြင်နေတာလို့ဤတန်လေးကိုပြောပြလိုက်ပါတယ် ။တပတ်မှာတော့ကန်ဒီကဒိုနာစီကိုရောက်လာပြီးတော့ကိုလိုနီအိမ်ကြီးမှာသူ့အတွက်နေရာရှိဦးမလားလို့လာမေးပါတယ်။ဒိုနာအံ့ဩသွားပြီးမဲ့ကန်ဒီကသူ့အိမ်မှာသူ့အမေမရှိတော့တဲ့အတွက်အိမ်လိုမခံစားရတော့တဲ့အကြောင်းကိုပြောပြပြီးအဲ့ဒီအိမ်မှာအခုလဲဂျင်းတို့မိသားစုနေနေရာကြောင့်သူတို့တွေအေးဆေးနေလို့ရအောင်ကန်ဒီကထွက်လာခြင်းနေတာပါ။ဒိုနာလဲနင်းတွက်ငါးစီမှာအမြဲတမ်းနေရာရှိပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။တပိသားနဲ့ဤသန်တို့ကတော့အိမ်ကနေထွက်လာပြီးတော့ဂျိတ်စီကိုရောက်လာကြပါတယ်။တပိသားကဂျိတ်တယောက်ဘေးဒီတစ်ခုအဖြစ်ရှာနေရလို့ဤသန်ကိုပြောထားပြီးတော့ ။အီတန်လေးကလည်းဒါမျိုးဆိုစိတ်ဝင်စားတဲ့အတွက်သူ့ကိုခေါ်လာခဲ့တာပါ။ဂျိတ်ကလည်းဘွားပြောတဲ့တစ်ပင်စီကနေပလင်းထဲကစာရွက်တွေထုတ်လာပြီးတော့အရင်စာရွက်တွေနဲ့တိုက်ကြည့်နေပါလေ။ဒဗီတာလည်းခုမှပလင်းချိတ်ထားတဲ့တစ်ပင်ဟာနှစ်ပင်ရှိတာကိုသိသွားပြီးတော့ဂျိတ်ကတစ်ပင်နှစ်ပင်မှာရှိတဲ့စာရွက်ပေါ်ကကဏန်းတွေကအတူတူပဲလို့ပြောပြလိုက်ပါလေ။ဂျိတ်ကထုံးစားနိုင်လောလောဆယ်တော့ဒါရီရဲ့အထိပယ်ကိုမသိသေးပေမဲ့ဒါကိုဖြေရှားမယ်လို့ပြောလိုက်ပါလေ။တမမမာရီယာကတော့ရန်တဲကိုဘက်တီးတွေလဲပြီးပြီးတော့ပုံမွန်အောင်ဂယူဆိုင်ဖို့မှာနေပါလေ။ပဇင်းရင်ဝဲကောင်းလေးတိုက်ခိုက်ခံပြီးတော့ ်တတိလစ်သွားအထဲမှာသူတို့နှစ်ယောက်လုံးပါတဲ့အတွက်ရန်ဒဲကမာရီယက်ကိုနေပါလို့ဘာမှဖြစ်သလိုဟန်ဆောင်နေရလေလို့မေးလိုက်ပါတယ်ပြီးတော့ရန်ဒဲကနေကတော့ကြီးစားလေးရှိတော့ဖြေသိမ့်နိုင်မှာပေါ့လို့ပြောလိုက်ပြီးသူတောင်တဲ့ဘတ်စကားပေါ်မှာနေရတာတော်တော်ကြောက်ဖို့ကောင်းတဲ့ကြောင်းမာရီယက်ကိုရင်ဖွင့်ပြောလိုက်ပါတယ်အားနဲ့မာရီယက်ကဘတ်စကားပေါ်မှာဆက်မနေဖို့ပြောပြီးတော့ဈေးကမ်းမှာလာနေဖို့အတွက်ရန်ဒဲကိုခေါ်လိုက်ပါတယ်တပတ်မှာဗီတာနဲ့ဟင်နရီတို့ကတော့လိုင်ကောင်းအနှက်ထဲကိုတဖေးဖေးနဲ့ပို့ပို့ပြီးတော့ရောက်လာနေခဲ့ပါပြီဟင်နရီကထိတ်လန့်နေတာကြောင့်သူ့သားကိုပြန်လှည့်ဖို့ပြောနေခဲ့ပါတယ် လိုင်ကောင်းတွေအများကြီးထဲမှာလမ်းပြောင်းမှာကိုလဲစိုးရင်နေတာပါဗီတာတော့ဘာမှဖြစ်ပါဘူးလို့ပဲပြောလိုက်ပြီးဇက်လာနေနဲ့အခန်းကျဲတစ်ခုတည်းကိုထပ်ပြီးတော့ရောက်လာခဲ့ပါတယ်အဲ့ထဲမှာတော့ဗီတာထင်တယ်လို့ပဲဂျက်စပါအယုံနဲ့တခြားပစ္စည်းတွေအများကြီးကိုရှာတွေ့သွားခဲ့ပါတယ်အိမ်နေတဲ့မကောင်းဆိုးဝါးတွေလည်းအဲ့ခန်းထဲမှာရှိနေကြအောင်ဗီတာသူ့ဖေကိုတိုးတိုးနေဖို့ပြောလိုက်ပြီးဂျက်စပါအယုံကိုအိမ်ထဲထည့်လိုက်ပါတယ်ဒါမှမဟုတ်အဲ့ချိန်မှာပဲဟင်နရီကစကားပြောမိလိုက်တဲ့အတွက်အိမ်ပြောင်းနေတဲ့မကောင်းဆိုးဝါးကနိုးလာခဲ့ပါတော့တယ်ဒါပြင်နောက်ထပ်မကောင်းဆိုးဝါးမိမတောင်လည်းပေါ်လာပြီးတော့ နေခဏခဏဒီအောက်ကိုဆင်းလာရင်တနေ့တော့ငါတို့နေကိုအပြီးခေါ်ထားမှာတော့လို့ပြောလိုက်ပါလေအာနေဗီတာနဲ့ဟင်နရီလို့လည်းအများထွားပြေးသွားကြပါတော့တယ်မြို့ထဲမှာတော့ရန်တဲကဘတ်စကားပေါ်ဟာသူ့ပစ္စည်းတွေကိုတိမ့်စီပြီးဈေးကန်းကိုပြောင်းဖို့အတွက်လုပ်နေပါလေဂျူလီကနေပြောင်းတော့မလို့လားလို့မေးပြီးတော့သူတို့နှစ်ယောက် သတိလင်းနေတော့ဟာကိစ္စတွေအကြောင်းပြောကြပါလေဗီတာတို့ကတော့လိုင်ကောင်းတွေကနေလွတ်လာပြီးတော့ဗီတာသူ့ဖေကိုသူစကန်းချတဲ့ကွန်တိန်နာစီကိုခေါ်လာခဲ့ပါလေဟင်နရီကတော့ဗီတာကိုချိန်ချောက်လိုက်တဲ့မကောင်းဆိုးအောက်ကိုပြန်သတိရပြီးတော့ထိတ်လန့်လို့နေခဲ့တာပါ ဟင်နရီကဒီနေရာဘာလဲလို့မေးလိုက်တော့ဗီတာဒီမျိုးလူအစ်တွေထမ်းမြောက်ခင်ကညာဘက်ဆိုသူဒီနေရာမှာလာပြီးတော့ပုန်းနေကြပဲလို့ပြောပြလိုက်ပါတယ်။ဟင်နရီလည်းအခုမှသူ့သားလေးတယောက်တည်းကလေးဘွားကလေးကဒီမျိုးကြီးထဲမှာနေခဲ့ရတာကိုသိလိုက်ရပြီးတော့ရင်ခွဲပတ်လည်ဖြစ်နေရပါတယ်။ဗီတာတော့ဘာမှဖြစ်ပါဘူး။အေးရှေးပါပဲ။အခုအစဉ်ပြေနေရပါပဲလို့ပြောလိုက်ပြီးတော့ဂျက်စပါရုပ်ကိုရာယူဖြစ်တဲ့အတွက်လူတွေကိုကယ်နိုင်တော့မှာလို့ပြောလိုက်ပါတယ်။ဗီတာကဂျက်စပါခရစ်စတိုဖာကိုဒီနေရာအကြောင်းပြောပြခဲ့တာမြင်မှုတယ်လို့ပြောလိုက်ပြီးဂျက်စပါအဲ့လိုပြန်ပြောပြလာအောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့ဟင်နရီကသူ့သားကိုဒါအယုတ်ကြီးနော်လို့သတိပေးနေပါလေ။တပတ်မှာဖာဒီမာတို့ကတော့ဈေးကန်းကိုရောက်လာခဲ့ပါပြီ။ခရစ်စီကဖာဒီမာကိုအာထရာဆောင်းရိုက်ပေးဖို့အတွက်ပြင်ဆင်နေပြီးလာနုသေးတဲ့အတွက်ဘာမှတော့တိတ်အများကြီးမြင်ရမှာမဟုတ်ပါဘူး။ကလေးကထင်းဥစည်းလောက်ပဲရှိအောင်မာလို့ပြောလိုက်ပါလေ။အဲနောက်အာထရာဆောင်းဆပြီးတော့ရိုက်ကြည့်ရမှာတော့ခရစ်စီတို့မျက်နှာတမျိုးဖြစ်သွားတဲ့အတွက်ဘွိုက်ကဘာဖြစ်တာလဲလို့မေးလိုက်ပါလေ။ခရစ်စီကသေးတာပြန်ကြည့်လိုက်ပြီးတော့ဖာဒီမာကိုနီကိုဝင်မရှိဘူးအထက်မှာဘာမှမရှိဘူးလို့ပြောချလိုက်ပါလေ။ဖာဒီမာလည်းထိတ်လန့်သွားပြီးတော့ ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့ထပ်ကြည့်ပေးဖို့ပြောတဲ့အတွက်ဂရေစီကထပ်ပြီးတော့ကြည့်ပေးပါတယ်ဒါမဲ့ဟုတ်ပါတယ်ဖာဒီမာဘိုက်ထဲမှာဘာကလေးမှရှိမနေပါဘူးဓမ္မမအေဂျင်ကတော့သူရိုက်ထားတဲ့ဖာဒီမာရဲ့ဓာတ်ပုံထဲမှာကီမိုနိုဝစ်စုံတဲ့မျိုးသမီးရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်ပြီးတော့အဲ့မျိုးသမီးကပေါ်လာပြီးတော့သူ့ကိုကူညီဖို့နဲ့ငါနေတော့အားလုံးအိမ်ပြန်ရအောင်ကဲနိုင်တယ်လို့အေဂျင်ကိုပြောလိုက်ပါတော့တယ်အေဂျင်ရောက်သတိပြန်လာတဲ့အချိန်မှာဖာဒီမာပုံကိုပြန်ပြီးတော့ကြည့်လိုက်တော့ကီမိုနိုဝစ်စုံတဲ့မျိုးသမီးကိုမမြင်ရတော့ပါဘူး ဂျိတ်ကတော့ဤတန်းကိုဘယ်ရီကိုဖြေရှာဖို့အတွက်အလုပ်ပေးထားပြီးတပိသားတယောက်ကလေးတွေကိုထပ်မြင်လိုက်တဲ့အကြောင်းကိုလည်းသိလိုက်ရပါတယ်။တပိသားဂျိတ်နဲ့တူစကားထိုင်ပြောနေနေဇပွဲပေါ်မှာဂျိတ်ဆွဲထားတဲ့ပုံပုံကိုမြင်လိုက်ရပါတယ်။အဲ့ပုံကဂျိတ်တို့တောထဲမှာတွေးခဲ့တဲ့အကာအကွယ်လှုပ်ထားတဲ့ပုံစံဘူဒူးလိုလိုစာကြောက်ရုပ်လိုလိုရုပ်တွေဖြစ်ပါတယ်။တပိသားအဲ့နေရာမှာကြောက်တုံးအနီသုံးတုံးလဲရှိတယ်မလားလို့ဂျိတ်ကိုမေးလိုက်တဲ့အတွက်ဂျိတ်လည်းတပိသားဘလို့သိနေရလဲဆိုပြီးတော့အံ့ဩသွားပါတော့တယ်။တကယ်တော့အဲ့နေရာကိုတပိသားခလေးဘွားတွေကခဏခဏအိမ်မဆိုးတွေမတ်ခဲ့ပြီးတော့မြင်ဘူးနေတာ ဖြစ်ပါတယ်။ တပီသားမိုင်ရန်ဒါနေမဟုတ်ပဲသူလည်းအိညာကိုယင်ကလေးကမြင်ဘူးခဲ့တယ်ဆိုတာနဲ့သူကသတိမထားမိခဲ့တာသာဖြစ်တဲ့အကြောင်းအခုမှသဘောပေါက်သွားခဲ့တော့တာပါဟုတ်ကဲ့ပါအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဒါကတော့ season 3ရဲ့အပိုင်း3ဖြစ်မှာပါတော့ အဲ့နောက်ထပ်ဘီးဘိုးကလည်းနှစ်ပိုင်းပဲကြံတော့တယ်ဆိုတော့ဇာရှင်ကတော်တော်လေးကိုတတ်နေပြီးတော့အကောင်းဆုံးအနေထားတွေတောင်ရောက်နေပြီလားအဲ့လိုပဲပြောရတော့မှာပါအဲ့တော့နောက်နေ့မှဆက်ပြီးတော့ကြည့်နိုင်မှုအတွက် channel ကို subscribe လုပ်ရသေးတယ်သူများလှုပ်ပေးထားပြီးတော့ဘေးနာခေါင်းလောက်နှိပ်ထားရင်တော့ကားသစ်တွေတင်နာနဲ့တန်းပြီးတော့ទីနိုင်မှာဖြစ်ပါတယ်အော်ဒီ series ကလည်းအရင်ပဲ mic လိုပဲနောက်ထပ် series လည်းကျွန်တော်ထပ်ပြီးတော့ကြိုးအောင်မှာဖြစ်တဲ့အတွက်စောင့်မကြည့်ရှုပေးဖို့တပါးလေးဖိတ်ခေါ်ရင်းနဲ့ဒီဒီမှာစာဆုံး live ပဲကြည့်ရှုအားပေးခဲ့တဲ့ဗောရာများအားလုံးတယောက်ချင်းစီတိုင်းနေဝင်မိငိမ့်တာနဲ့အပြင်ထွက်လို့မြောက်ကြောက်စရာကောင်းတဲ့မြို့ကြီးကို အလေလာပေးကြတဲ့သူတိုင်းကျေးဇူးတစ်ပါးတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ